တာစီရွှေညောင်လူစည်းရထားတောင်ကြီးရထီစတင်ပြေးဆွဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်တောင်စီရွှေညောင်လူစည်းရထားကိုတောင်ကြီးရထီဒီကနေ့ကစတင်ပြီးပြေးဆွဲပြီးသွားမယ်လို့မြမမီးရထားကတည်ရပါထိ2024ခုနှစ်စတင်ပါလာအတွင်း Rocky Super Typhoon မုန်တိုင်းဖြစ်ပေါ်ခဲ့စဉ်ရေရှမ်းမှုကြောင့်တောင်စီရွှေညောင်တောင်ကြီးရထားလမ်းပိုင်းရှိအချို့နေရာများတွင်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တာပါ အစိုးရယထာလမ်းပိုင်းအလိုက်ဦးစားပေးပြုပြင်ခါဒါစီရွှေညောင်းလမ်းပိုင်းကို2025ခုနှစ်ဇန်နဝါရီလ31ရက်ကစတင်ပြီးအမှတ်143အစံဒါစီရွှေညောင်းယထာအားအပတ်စဉ်တောက်ကြနေနဲ့အမှတ်142အစုံရွှေညောင်းဒါစီယထာကိုအပတ်စဉ်တနင်္လာနေ့ထို့မှပုံမှန်ပြေးဆွဲပေးနေရကနေဒီကနေ့အော်တိုဘားလ31ရက်နေ့ကစတင်ပြီးဒါစီကနေတောင်ကြီးရက်ထိပြေးဆွဲပေးသွားမယ်လို့ဆိုပါတယ် အထီလိုပြေးဆွဲရှာမှ အမှတ်143အစံယထာဟာတာစီကနေမနက်9နာရီမှထွက်ခွာပြီးတောင်ကြီးသို့ညနေ6နာရီခွဲအမှတ်142အစုံယထာဟာတောင်ကြီးကနေမနက်6နာရီမှစတင်ထွက်ခွာပြီးတာစီသို့ည9နာရီခွဲတွင်ရောက်ရှိမယ်လို့သိရပါတယ်။ အဆိုပါခရီးစဉ်အထွင်းရှိဘူသာစဉ်အလိုက်ရက်တန့်ပေးသွားမှာဖြစ်ပြီးခရီးစဉ်အစားဆုံးအတွက်လက်မှတ်ခအနေနဲ့ယူရိုထံငွေကျပ်12000အထက်တန်းငွေကျပ်14000စသဖြင့်ကြာတဲ့နယ်သူတည်ရပါထဲရှင်။